တန်ဖက်ဒစ်စီရဲ့မရှိမလားရှုံးပွဲနဲ့ပတ်သက်ပြီးတော့ထိုင်းပြည်သက်တွေကတော့အကြီးအကျယ်ကိုအလူအရက်ကိုကြောစွာဝင်ချောင်းဆိုပြီးတော့ဒီပွဲကိုရှုံးရတာဆိုပြီးပြောဆိုကုန်ကြပြီပဲဖြစ်ပါတယ်เนาะဒီစတန်ဖက်ဒစ်ရှုံးတဲ့ကွန်မန့်အောက်တွေမှာဆိုရင်ဒါ အခုလိုမျိုးစ조사ဝင်တဲ့ပတ်သက်တာတွေမဲ့နေကြတော့တွေးရတယ်ပေါ့နော်အင်တာမှာစိတ်မကောင်းဘူးသူတို့ပြောကြချက်အရာစတန်ရဲ့ဒီဒီပွဲအတွက်စတန်ကပေါ့လीဒါတိတိကျကျမလိချင်းခဲ့ဘဲနဲ့စတန်ဟာမြန်မာလူမျိုးဖြစ်တဲ့ဒါစ조사ဝင်နေပဲเนาะသူရဲ့ pitch တစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်စ조사ဝင်နေဗီဒီယိုရိုက်တဲ့ဓာတ်ပုံတင်နေအဲ့ဒါတွေနဲ့ပဲဒါ Facebook ကနေပတ်ဆက်ရှာဖို့အတွက် view ရဖို့အတွက်เนาะဒါစ조사ဝင်နေဒူကရဲစ조사ဝင်ကိုเนาะဒူစ조사ဝင်လေးချင်းတာဗီဒီယိုရိုက်ပြီးအဆရှိဖြစ် နေတိုင်းနေတိုင်းနေတိုင်းဒါရီပဲသူ့အနေနဲ့ဒါတင်ပြီးတော့ view ရဖို့အတွက်ပဲကြိုးစားနေပြီးတော့လေ့ကျင့်မှုကိုအာရုံမစိုက်ပဲနဲ့အခုလိုမျိုးเนาะဒါမြန်မာလူမျိုးနာမည်ကျော်เนาะကျော်ဆောင်ဝင်းကိုအသုံးချပြီးတော့ view မြောက်အောင်လုပ်ပြီးတော့ပတ်စံရှားဖို့ပဲအရေးစိုက်လို့အခုလိုမျိုးရှုံးရတာဆိုပြီးတော့ဝေဖန်နေကြပြီဖြစ်ပါတယ် Stan Fedders ရဲ့ pitch တစ်ခုလုံးကိုလန်ချိလိုက်မယ်ဆိုရင်ကျော်စွာဝင်းနဲ့ပတ်သက်တာတွေကြီးပဲเนาะမြန်မာစကားနဲ့ရေးတယ်အပေါ်မှာထိုင်းစကားအင်္ဂလိပ်စကားမြန်မာစကားနဲ့ရေးတယ်ဒါတွေကြီးပဲလို့ပြောဆိုနေကြပြီပဲဖြစ်ပါတယ် ဒီဟိုနေ့ကဒီဂျပန်နိုင်ငံကို Stanfest ကရောက်တာတော့ကျော်စွာဝင်းကိုအခအတင်ပေးခြင်းပြီးဆိုပြီးတော့ post ကိုတင်ခဲ့ပြီးတော့တကယ်မော view မြောက်ထပ်လုပ်လိုက်တာပါနော်သူအနေနဲ့ကျော်စွာဝင်းကိုတကယ်မခင်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ Stanfest ကဒီဘွဲမှာပေါ့လေဒါအများသူကဝေဖန်တာကိုပြောပြတာဒါကျွန်တော်အမြင်ကနောက်မှာပေါ့ဗျာဆိုတော့ထိုင်းပြည်တတိကအခုလိုမျိုးနော်ဒါလုံးဝလေ့ကျင့်မှုကိုအယုံမဆိုင်ဘဲနဲ့ခုအနေနဲ့ ပွဲဝင်းနေတာဝတ်တော့တည်တည်ချာချာမလီချင်းမင်းနေနေတိုင်းတော့အဲ့ဒါကိုပဲ view ရဖို့ပဲကနေတာကြီးပဲလုံနေလုံနေမရှုံးတာဆိုပြီးတော့ပြောဆိုခံရတာပါနော်ဆိုတော့ဒီကနေ့ပွဲမှာတော့တကယ်ကိုမှ Stan Feathers ကသူ့ရဲ့မွေးနေ့မှာရှုံးသွားခဲ့တာပြီဖြစ်ပါတယ် other 28နှစ်အရွယ် Stan Feathers က30နှစ်အရွယ်ကိုရှုံးသွားခဲ့တာအမတန်မှာအဆင်မကောင်းဘူး Stan Feathers ကပွဲဝင်းနေရနည်းနည်းကြော်ပြီဗျာဆိုတော့ဒီပွဲကသူ့ရဲ့မွေးနေ့မှာပထမဆုံးထိုးတဲ့ပွဲနော်သူ့အနေနဲ့အရင်ကကိုယ့်ရဲ့တည်ရမလားတတ်သိကောင်းလို့ပေါ့ဗျာကိုယ့်ရဲ့ မန်ကိုပြစ်ထားလို့ဒီပွဲမှာမကြတာမဟုတ်ရင်ကြသွားနိုင်တယ်နော်တကယ်ကိုမှဒါစတိုင်ရဲ့ပြိုင်ပွဲဖြစ်တဲ့ကာနာကကြောင့်တကယ်ကိုဒရက်ဆက်ပြကစားနိုင်တာတကယ်ကိုအကြောက်မန်းလေးလေးပါပဲတကယ်ကိုမှအားပြီးရေနော်ဒါအခုချိန်မှာအဖြစ်စတန်ကတော့တကယ်ကိုမှအကောင်းဆုံးပြလာဖို့မျှော်လင့်နေဒါမဲ့အခုလိုမျိုးသာပရိသတ်တွေကပြောဆိုနေကြပြီနော် Facebook ပေါ်မှာ view ရဖို့ပတ်ဆိုင်ရဖို့ဒါရှာမင်းဆိုရင်တော့အခုလိုမျိုးဒုက္ခကြီးကြီးရောက်သွားနိုင်တယ်လို့ပြောဆိုခံရပါပြီ